ရခိုင်ပြည်နယ်မောင်တုံးမြို့နယ်နဲ့ရသစ်တောင်မြို့နယ်တွေမှာအော်တိုဘာလ9ရက်နေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူတွေကိုရအောင်ဖမ်းဆီးပြီးတရားဥပဒေအရဆောင်ရွက်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်စော်ဝင်းကပြောဆိုလိုက်ပါတယ်အော်တိုဘာလ9ရက်နေ့ည9နာရီကနေပြီးတော့ပြန်ကြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းမီဒီယာတွေကိုအခုလိုပြောဆိုလိုက်တာပါကျွန်တော်ဟာမီကွန်နက်ကျွန်တော်ကျွန်တော်ကျွန်တော်ရောင်းပါဟာမီတယ်ဗျာတရားဥပဒေရောင်းနေတယ်သူတို့ရေးဆိုင် အဲ့ဒီလိုဆောင်းရမ်းလို့ကျွန်တော်ကကျွန်တော်တို့ပုထုရေးပစီဆောင်းနေတဲ့ community ကခေါင်းဆောင်ကြီးဘာသာရေးဆိုင်ရာခေါင်းဆောင်ကြီးဖြိုင်ရဲ့ပေါက်ဆက်လေးအားလုံးမလိုက်ဘူးကျားလို့ဆိုလို့ဘလာရဲ့ဘူဘလာရဲ့ပိုင်းကြီးရှိတယ်ဒီလိုတို့ချမ်းတဲ့ကျွန်တော်နဲ့ပိုင်းအချင်းချင်းရှိတယ်အဲ့ဒါကြောင့်ဘယ်လိုကျားလို့ဆိုလို့တကယ်ပြရတဲ့ဖောင်းပြတာလေးလို့ဆက်ကြတယ် ရှင်းဖို့လေဘာလို့လဲဘယ်ကနေဘာလဲချက်ဖြစ်ပါလဲအခုအချိန်မှာကုလသမဂ္ဂအထွေထွေညီလာခံလူအခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီးတတိယကော်မတီအစည်းအဝေးစတင်ကျင်းပချိန်နဲ့တိုက်ဆိုင်နေတဲ့အတွက်ပြည်သူတွေကအကြမ်းဖက်မှုမျိုးစုံနဲ့တုံ့ပြန်လိုက်ပါကနိုင်ငံတကာကအာရုံစိုက်မှုဖြစ်လာပြီးအပြစ်ဖြစ်သွားနိုင်တယ်လို့လည်းနိုင်ငံသားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်တင်ကပြောပါတယ်ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်ကိုကျွန်တော်ပြန်လည်သုံးသပ်လို့ရှိရင်ကုလသမဂ္ဂအထွေထွေ တက်တဲ့ကောဒီစီဝေးလက်ဆက်တွေကာလအချိန်နဲ့တက်ဆိုင်နေပါတယ်။နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံကိုအဲအမေရိကန်ပြည်အောင်သူရတယ်ကျွန်တော်တို့ဒီသက်ဆုံးကြံနေတဲ့ကန္တာဘီဆိုလေဖြောက်ချပေးရတယ်။အဲဒီတက်တဲ့ကောဒီမှာလည်းဒီခွေနဲ့ပတ်သက်ပြီးတော့ပြည်ပတ်သမဂ္ဂ EU ကလည်းအစမှုကြမ်းတင်သွင်းတာမလုပ်တော့ဘူးလို့ပြညာထားတယ်ရှိပါတယ်။အဲတော့ဒီလိုနေထားမျိုးမှာကျွန်တော်တို့နိုင်ငံတကာအားဖြင့်နေတဲ့အရင်ကအားဖြင့်နေတဲ့ဒီရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီကိစ္စအရေးကိုပြင့်တင်နေတယ် ဟိုနိုင်ငံတကာအာရုံစိုက်မှုရအောင်နော်ဒီလိုကိစ္စမျိုးလုပ်လာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါလေဖြစ်ချင်ပါလေဖြစ်ပါမယ်ဒါကျွန်တော်တို့အနေနဲ့တွေးစားအဲ့တော့ဒီလိုဒီအမျိုးမှာဒီပြဿနာကိုဒီလူတွေရဲ့တုံ့ပြန်မှုเนาะကျွန်တော်တို့တခြားဒီကိစ္စကိုပြောင်းလဲတုံ့ပြန်မှုเนาะဆိုရဲဆောင်ရဲ့တုံ့ပြန်မှုတွေကလည်းကျွန်တော်တို့ဒါခုနရေးတွေ့ပြောသွားလို့ပဲတရားဥပဒေနဲ့ဒီတုံ့ပြန်မှုလိုပါလေအဲ့လိုဒီလိုဖြစ်လိုက်ဖြစ်စဉ်မှုဒီလိုကျွန်တော် ကြီးမားလာပြီးတော့နိုင်ငံတကာရဲ့အံစံကိုဖြစ်လာပြီးတော့မြန်မာနိုင်ငံကိုအပြစ်ပို့တဲ့အကြောင်းဖြစ်သွားနိုင်တာဒီတော့ဒီလိုအခြေအနေမျိုးမှာအထူးဂရုပြုရလို့လိုအပ်တယ်ဆိုတော့ကျွန်တော်ပြောပြလိုပါတယ်အကြံဖတ်တိုက်ခိုက်မှုကြောင့်ရဲတပ်ဖွဲ့ဝင်အရာရှိတအူးနဲ့အခြားအဆင့်၈ဦးစုစုပေါင်း၉ဦးကြဆုံးခဲ့ပြီးအရာရှိတအူးနဲ့အခြား၃ဦးစုစုပေါင်း၄ဦးဒဏ်ရာရရှိခဲ့ပြီးတပ်ဖွဲ့ဝင်အရာရှိတအူးပျောက်ဆုံးခဲ့ပါတယ်။တိုက်ခိုက်သူများဗမာတိစုံသူ၈ဦးနဲ့၂ဦးကို အရှင်ဖမ်းမိထားပါတယ်။ လက်နက်မျိုးစုံ52လက်ခဲယံ1140တောင်းစကားပြောဆက်နှလုံးဆုံးရှုံးခဲ့ပြီးစီးနင်းတိုက်ခတ်သူများဘက်မှလက်နက်2လက်ခဲယံ2တောင်းကြီအိမ်တစ်ခုတင်စီရမိခဲ့ပါတယ်ရှင်